အလုံးမမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗောနော်ပုံကုန်တစ်ခုမှာဒီပုံကုန်ကမီမလင်းဘူးဒီဘက်ကဒီဘက်ကပုံကုန်မီလင်းဒီဘက်ကပုံကုန်မီမလင်းဘူးဗောနော်ဒါတော်တော်များများဖြစ်ကြတယ်အဲ့ဒီဖြစ်တဲ့ပြဿနာတော်တော်လေးဆိုးပါတယ်ကျွန်တော်ပြမယ်နော်ကျွန်တော်ဖွင့်ကြည့်မယ်โอเคရရဒါလေးပုံဖွင့်မယ်ဖွင့်မယ်ဖွင့်မယ်โอเคကျွန်တော်ဒီကောင်ပြေးလိုက်ပါပါခလို့ပြေးလိုက်မယ်ဒါပေမဲ့ဒီကောင်เนี่ยလင်းနေတော့ ရောင်းနေသွားပေးလို့ရတော့နော် Okay အဲ့လိုပေးလို့ရအောင်နော်ဒီဘက်ကျတော့ဒါမျိုးမီမလင်းဘူးနော်ပါဝါမီမလင်းနေဘူးအဲ့လိုကျွန်တော်ဖွင့်လိုက်မယ် Okay ဒီမှာပေးလိုက်မယ်ဒီမှာ AC ဖွင့်မယ်အဲ့ဒီမှာ DC ဖွင့်မယ်နော် Okay ပြီးရင်ကျွန်တော်ပါဝါခလေးကိုကျွန်တော်ပေးလိုက်မယ် Okay ဒါကတော့ဒါနည်းနည်းလေးကြံနေရနော်ဒီမှာဘာမှတော့လုပ်လို့မရ Okay ဒါမဲ့ဒီကောင်းလေးမှာ โอเคโอเคအဲ့ဒီပြဿနာပါလဲဆိုတော့တော်တော်များများပေါ့เนาะအဲ့ဒီဟာ ਨੇ ပတ်သက်ပြီးတော်တော်များပါလဲဆိုတော့ကျွန်တော် inverter on off နေရာမှာအစင်ငနေပေးတဲ့နေရာမှာပေါ့เนาะကျွန်တော်အပေါင်းကျိုးကိုဖြုတ်အောင်အပေါင်းကျိုးပါဘယ်လိုလဲဆိုရောက်ပြီးသားဖြစ်နေလို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပေါင်းကျိုးအဲဒီနေရာမှာဆိုတော့အပေါင်းကျိုး inverter ကလုံးပါဆိုလို့ရှိရင်ဒီဒီဒီလိုမျိုး inverter ကတ်တွေမှာကြာလို့ရှိရင်နှစ်ကျိုးမပေးရတော့တစ်ကျိုးပဲပေးရမယ်။ Okay ီမှာဆိုလို့ရှိရင်ကျွန်တော်ဒါအစိမ်းကျိုးတစ်ချောင်းကျွန်တော်ဖြုတ်ထားတာဘာလို့ဆိုတော့ဒါ display ကနေပြီးတော့ inverter on off ကိုသွားတယ်ဒါဟောဆက်နှက်ဖို့အကြောင်းဒါဆက်ဆက်နှက်ဖို့ဝါယာကြောင်းပေါ့နော်သူ့ကိုကြတော့တက်เสียမလို့စင်ကနေတခုပဲပေးရမှာဘာဖြစ်လို့လဲဆိုတော့သူ့မှာဒီလိုကတ်တွေမှာကြတွဲဖို့ကအော်တိုရောက်ပြီးသားဖြစ်နေလို့ပေါ့နော် ပဲသူကဟို inverter on off နေရာမှာကျတော့တွဲဖို့တစ်ခုရယ်စင်ကနေဖို့တစ်ခုရယ်ပေးရမှာဒါပေမဲ့ဒီကက်တွေမှာကျတော့တွဲဖို့ရောက်ပြီးသားဆိုတဲ့အခါကျတော့စင်ကနေတစ်ခုပဲပေးရမှာအဲဒါကြောင့်မလို့တစ်ချောင်းတစ်ချောင်းနဲ့တက်ရင်ရပြီနှစ်ချောင်းတက်စရာမလိုဘူးเนาะအဲတော့ဒီနေနေရာမှာဒီကျိုးဖြုတ်လိုက်အစိမ်းကိုဖြုတ်ပြီးတော့တက်ရင်ရပြီအဲဆိုလို့ဒီလိုမျိုးဖြစ်သွားလိမ့်မယ်ဒါဆိုဒီမှာသွားနှိပ်လို့မရတော့ဒီမှာသွားလုပ်လို့ရတယ်โอเคအဲလေးကြွားပါလေ တော့အဲ့ပြဿနာတော်တော်လေးသွားပါတယ်ဟို DA တို့တခြား inverter ကတ်တွေနဲ့သွားတဲ့အချိန်မှာကျွန်တော်တို့က signal line signal line ကြောင်းနဲ့အပေါင်းနှုတ်လမ်းကြောင်းနဲ့မသိတဲ့အခါကြလို့ရှိရင်တော်တော်လေးခဲရင်ပါတယ်ကျွန်တော်ကတော့ဒီကတ်နဲ့ပတ်သက်ပြီးတော့ပြောတာပါနော် DA တို့ဘာလို့ကြာလို့ရှိရင်တော့အာ signal ကဘယ်ဘယ်ချောင်းလဲအပေါင်း12ဘုတ်ကဘယ်ချောင်းလဲဆိုတာဒီ switch ကိုကြည့်ရမှာပါနော်ဒီ switch မှာတော့ဒီမှာသူတို့ သူရေးထားတဲ့အတိုင်းမှမတူလို့လည်းအမြင်ဆောင်လေးနဲ့ကျွန်တော်ပြတယ်ခေးအမြင်ဆောင်လေးနဲ့ပြီးလို့ရှိရင် AC ရယ်ပြီးလို့ရှိရင်အပေါင်းရယ်ပေါ့နော်အဲအပေါင်းကို ရောက်ပြီးသားဆိုလို့ရှိရင်တော့တက်เสียမလို့ပါဘူး AC စင်ကလေးတစ်ခုပဲတက်ရမှာဖြစ်ပါတယ်โอเคဒါတော်တော်များများဖြစ်တဲ့ ပြဿနာပါ MRI ကတ်တွေမတူညီတဲ့အခါကြလို့ရှိရင်ဒီပြဿနာတွေကဖြစ်လိဖြစ်တာရှိပါတယ်အဲဒါကြောင့်မလို့ MRI ကတ်တစ်ခုရှိမှဘယ်ဟာက အပေါင်းဖို့လဲဘယ်ဟာဆင်ငနေဖို့လဲဆိုတာသိဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်